ီနေ့မှာတော့ကျွလွန့်သွားပြီဖြစ်ပေမဲ့ရှင်တန်နေဇဲဖြစ်တဲ့အနုပညာရှင်၄ဦးရဲ့အကြောင်းကိုဖော်ပြပေးခြင်းပါတယ်။ထူးအိမ်တင်ထူးအိမ်တင်လို့ပြောလိုက်တာနဲ့လူတွေရဲ့စိတ်ကိုဆွဲဆောင်နိုင်တဲ့အတိုင်းပန်ရှင်ဂီတာတကွေတဦးကိုပြပြမိကြမှာပါ။အမေအိမ်စင်ရက်လေးအားအမေရဲ့ဒုက္ခအိုးလေးနိုင်ဘောကမျက်ရည်စံမြန်အိမ်မက်ထဲကယထာကြီးအဆရှိတဲ့တခြင်းနေရသူ့ရဲ့မာစတာဘီလို့တင်စားရမယ့်အကောင်းဆုံးတခြင်းနေဖြစ်တယ်လို့ကျွန်တော်တို့ရဲ့ဘဲချိန်ပဲနားထောင်ထောင် မယိုးသွားတဲ့တခြင်းတွေဖြစ်ပါတယ်ထို့ရိုက်တဲ့ကိုငှာကြီးလိုလူသည်များတဲ့ပတိန်သားကြော်မြင့်လွင်ဟာငယ်စဉ်ကတည်းကဂီတပေါ်မှာဝါသနာကြီးသူတရားဖြစ်သလိုသူ့ရဲ့ပွဲဥထက်စီးလေးဖြစ်တဲ့နိုင်ပေါ်မှာမျက်ရည်စံများနဲ့မြမပြည်တလွှမ်းမှာအောင်မြင်မှုတွေရရှိခဲ့ပါတယ်ထို့ရိုက်တဲ့ဟာဂီတရည်စည်းပေါ်မှာစီစဉ်အခွေပေါင်း15ခွေဖန်တီးနိုင်ခဲ့သလို2004ခုနှစ်မှာတော့သူချစ်တဲ့အမှုပညာတွေကိုဖန်တီးရင်ဘဝတစ်ပါးကိုကူးပြောင်းခဲ့ရပါတယ်။ဒွေဂီတမှာကိုငှက် ရုပ်ရှင်မှာကိုသားကြီးဆိုတဲ့စကားရှိပါတယ်။ဒွေးရမြန်မာပြည်ရဲ့ထိတ်တန်းမင်းသားစူပါမင်းသားတဦးဖြစ်အောင်မြင်ကြော်ကြားခဲ့တဲ့ကာလတစ်ခုရှိပါတယ်။ပြိတ္တတေကိုမျက်လုံးနဲ့ဖန်ဆားနိုင်ခဲ့တဲ့မင်းသားတဦးဖြစ်တယ်လို့တပါဝါချက်ချက်တယုဆောင်ဆွင်နဲ့ပြိတ္တတေကိုတိမ်သွင်းနိုင်ခဲ့သူတယောက်ဖြစ်ပါတယ်။ဒွေးရရုပ်ရှင်လောကကိုဒုက္ခကိုအယောင်ဆိုးထားတဲ့ဝေလဲမွေကျွေလဲမွေအဆရှိတဲ့ဇာတ်ရည်နဲ့ပိတ်သက်ရဲ့အပိမှုကိုအခိုင်အမာရရှိခဲ့ပြီးရုပ်ရှင်ဗီဒီယိုကြော်ညာများစွာကိုရိုက်ကူးခဲ့ပြီး အမေချေရရုပ်ရှင်စကားနဲ့ Academy ဆုကိုရရှိခဲ့ပါတယ်။တို့ရရုပ်ရှင်အပြင်ဂီတနဲ့ဗကြီးပညာကိုပါဝါသနာပသူဖြစ်တာကြောင့်ဗကြီးပြပွဲတွေနဲ့တေစီရီကွေတွေကိုထုတ်ဝေခဲ့ပါတယ်။ဒါပေမဲ့ပြည်သူချစ်တော်ဖြစ်တဲ့ဒွေရ2009ခုနှစ်မှာတော့နှလုံးယောဂနဲ့ဘဝတဘာကိုကူပြောင်းခဲ့ရပါတယ်။ကျော်ဟင်းမင်းသားကြီးကျော်ဟင်းကတော့မြန်မာရုပ်ရှင်လောကကိုနှစ်ပေါင်းများစွာကြီးစိုးခဲ့သူတရားဖြစ်ပြီးအနာယူချိန်မှာလည်းသာသနာအတွက်တာဝန်ကျေခဲ့တဲ့မင်းသားတအုပ်ဖြစ်ပါတယ်။ဦးကျော်ဟင်းဟာ ရုပ်ရှင်လောကကိုတော့ဖူးစာလန်းစုံဆိုတဲ့ရုပ်ရှင်ကနေစတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး အကာကအချစ်အနှစ်ကမြတ်တာမွန်တဲချိန်နေနေဝင်သည်ပန်းမြိုင်လေကဥယျာဉ်မူနေကမွေးတဲ့လမွေးလဲမွေးကြွေလဲမွေးအစရှိတဲ့ရုပ်ရှင်ဇာကားကောင်းနေတဲ့အကယ်မီစုတွေကိုလည်းရရှိခဲ့ပါတယ်။ကျော်ဟင်းဟာမြမရုပ်ရှင်လောကရဲ့ဝင်ငွေအများဆုံးမင်းသားအဖြစ်ရပ်တည်နိုင်ခဲ့လို့နှစ်ပေါင်း52နှစ်အတွင်းမှာရုပ်ရှင်က222ကဗီဒီယိုက362ကတချင်းခွေ14ခွေနဲ့ ဝတ္ထုစာအုပ်6ဥကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။ကျော်ဟင်းဟာရုပ်ရှင်လောကကနေဆွန့်ခွာပြီးချိန်မှာတော့ယဟန်ဝက်ခဲ့ပြီးသာသနာအကျိုးလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့သူဖြစ်ပြီးတော့2020ဇူလိုင်လ17ရက်နေ့မှာတော့ခန္ဓာဝန်ချခဲ့ပါတယ်။ဝင်းဦးရုပ်ရှင်မင်းသားကြီးဝင်းဦးကတော့ဒီနေ့အချိန်ထိထင်ရှားနေစေမင်းသားကြီးတဦးဖြစ်ပါတယ်။သူတရုတ်ဆောင်ခဲ့တဲ့မောင်နှုတ်ချယ်ရီမြေမမုံးလင်းနဲ့ငပလီမိုးညအိမ်မက်ဗျူတဲ့ဦးလေပြေမောင်ကိုစေအစားရှိတဲ့ရုပ်ရှင်ဇာတ်ကားတွေဟာ ခုချိန်ထိရုံမြင့်တန်ကြားတွေမှာထုတ်လင်းပြသနေဆဲဖြစ်ပါတယ်။ဝင်းဦးဟာအကယ်ဒမီစုကိုနှစ်ကြိမ်ရရှိမှုတဲ့အထိအောင်မြင်ခဲ့တဲ့မင်းသားတအူးဖြစ်သလိုမြို့မတီးဝိုင်းနဲ့တက်ဖက်ပြီးတချင်းတွေကိုတီးဆိုလေးရှိတာကြောင့်မောင်နှုတ်ချယ်ရီမြေတိန်လွာမုံမို့လင်းမပီးသေးသောပကြီကအစရှိတဲ့တချင်းတွေကရင်းနှီးချယ်ဒီလူကြိုက်များနေဆဲဖြစ်ပါတယ်။ရုပ်ရှင်ဂီတာစာပေမှာပါအောင်မြင်မှုတွေရရှိခဲ့တဲ့ဝင်းဦးဟာ 1988ခုနှစ်မှာတော့ကင်ဆာရောဂါကြောင့်ကွယ်လွန်ခဲ့ရပေမဲ့သူ့ရဲ့အနုပညာတွေကတော့ယနေ့ချိန်ထိရှင်သန်နေဆဲဖြစ်ပါတယ်